ဆိုရိုင်းနီယာကတော့အခုလိုမျိုးသူနော်ပူဆူပက်ဆန်နဲ့ဒါ UFC လောကတစ်ခုလုံးသူတို့ဝိတ်တန်းကနော်လောကတစ်ခုလုံးထောင်းပြောင်းခံလိုက်ရတဲ့အထိအဖြစ်ဆိုးသွားတဲ့အနေထားတဲ့ပတ်သက်ပြီးသူကနီးပြရရဲ့စကားကိုနားထောင်မိလို့သူ့ကိုလေးချင်းပေးလေသူတို့ရဲ့နားထောင်မိလို့အွန်လိုင်းအန်ဆန်လို့ပေါ့ဗျာသူတို့အဖွဲ့ရဲ့ဒါ Kickle FC ကအဖွဲ့ရဲ့စကားကိုနားထောင်မိလို့ဆိုတဲ့အနေထားမျိုးနဲ့ဒါအပြစ်တင်ထားတယ်မန်နေဂျာမတော့ဒီကောင်ကတော်တော်လေးကိုဖင်ရတာဗျာနော်ဒါပြိုင်မဲ့ fighter Alin ကို show notice နဲ့ဝင်လာတဲ့သူနော်ကျွန်တော်အမျိုးမျိုးအထင်သေးထားတယ်ပေါ့နော် ပြီးတော့ဒီသူတို့ရေမဲတဲ့ဝိတ်တပ်မှာသူ့ကိုအရှင်ပြန်နိုင်မဲ့ဖိုင်တာမရှိတော့ဘူးသူကအခုချက်ချင်းပဲဒါကျွန်တော်တို့ဘယ်လိုပြောရမလဲခပတ်ကို single ခွင့်ရပြီး champion တော့ဖြစ်မယ်လို့သူကတွေးထားတာဖြစ်ပါတယ်နော်ဆိုတော့ဘာကြောင့်လဲသူလိုရှုံးရတာလဲကျွန်တော်တို့ဒီချာလီလာကြည့်တဲ့အခါမှာဒါကျွန်တော်တို့ဒါဒီပွဲအတွက် official weight မချိန်ခင်3ရက်အလုံးမှာပေါင်220ကျော်ကျွန်တော်ရှိတာဒါပေမဲ့ weight ချိန်နေနေ့မှာကျွန်တော်တို့ ဒီ Rainier ရဲ့ပေါင်မှာ186ပေါင်ရှိတယ်ဆိုတော့3ရက်အတွင်းမှာသူက34ပေါင်အထိကိုကျွန်တော်ချလိုက်ရတွေ့ရတယ်အင်မတန်မှကြောက်ဖို့ကောင်းတယ်နော်ကျွန်တော်ဟို World Championship မှာဆိုရင် Hydration Test နဲ့ကျွန်တော်တော့ဒါဘယ်လိုပြောမလဲ weight ကိုတည်တည်ချက်ချနော်ဒါစစ်စစ်တဲ့အခါကျတော့ဒီလိုမျိုးတွေကချလို့မရဘူးနော်ဆိုတော့ဟိုအောင်လင်းအောင်မှာမဟုတ်ဘူးနော်ဒီမှာကျတော့ UFC မှာကျတော့ hydration test ကိုသိပြီးတော့ကျွန်တော်တို့ဒါ ဦးစားပေးမဟုတ်တဲ့ခါကျတော့တိတ်ပြီးတော့ဟိုဟာမဟုတ်ဘူးပေါ့နော်ဒါတိတ်ပြီးတော့ကိစ္စမရှိဘူးပေါ့ဆိုတော့ဒီဟာကတချို့ fighter တွေအတွက်ကောင်းမှန်ပဲတချို့ fighter fighter တွေအတွက်တော့တော်တော်လေးကိုဒုက္ခများစေတယ်เนาะအခု Rainier ဝဘက်ကြည့်ဗျာเนาะခွေးဖြစ်သွားတယ်เนาะသူလေကြီးခဲ့တယ်ဗျာအတော့ငါးကြီးပြောင်းတော့မထိုးနိုင်ဘူးဒါ UFC လောကတစ်ခုလုံးကထောင်ပြောင်းနေကြလေလေဘာနဲ့နော်ဆိုတော့အခု online အစမ်းတို့ဖွဲ့လို့တော့အပြစ်တင်သွားလိုက်ပြီဆိုတော့နော် Rainier ရေးဘွားကတော့တကယ်ကိုမှပြီးဆုံးသွားခဲ့ပြီလေဖြစ်ပါတယ်